င်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဧကကနိဘတ်ထဲကနံပါတ်96တိလပတ်ဇက်တော်အကြောင်းဖပြပေးမှာပဲဖြစ်ပါတယ်ရှင်ဒီဇက်တော်ကတော့ဘလူးမြားလက်ပြား၍အင်ဒရီများမဖောက်ပြားသည့်ဖြစ်အသက်ဘေးလွတ်ကမင်းဖြစ်ရောက်ခဲ့သောတက္ကသိုလ်မြင့်အကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါတယ်ရှင် နလူတို့ဤစီဟံဖြစ်တော်မူသောမြတ်စွာဘုရားသည်ကောတံဘာဒေတာဏိကုံကိုအမိပြု၍တောဥတကု၌တရင်သုံးတော်မူစဉ်ယဟန်တို့အားဇဏပဒကလျာဏိမိမမျက်အနာတွင်နှကန်းနှင့်အညီပြည့်စင်သောစီကွက်ကိုမဖိရအောင်ဆောင်ယူသွားနိုင်သည့်ယောက်ျားပမာကာယကတာတတိကိုပွားများ၍ဣန္ဒြေစောက်စီးအကြောင်းကိုဆုံးမတော်မူသည် ဇနဗဒကလျာဏီဆိုဒီမှာအပြည့်၆ပါးကြီး၍ကောင်းခြင်း၅ပါးနှင့်ပြည့်စုံကအလုံးလှပပြပြသည်ဖြစ်ဇနဘုတ်တခုလုံးကြော်ကြားသည့်မြတ်စွာဘုရားနမတော်မေမမြတ်တို့ကိုဆိုလိုသည်အပြည့်၆ပါးကင်းခြင်းဒုဇနဗဒကလျာဏီကမမြေလုံးမနေလုံးမပင်လုံးမဝလုံးမမဲလုံးမဖြူလုံးဟု၍ပြည့်၆ပါးကင်း၏လူတို့အစင်းမူလုံးကနတ်တို့အစင်းတို့လည်းမြောက်ရှုကြည်မောဟနိုင်လောက်အောင်လှပပြပြ၏ ကောင်းခြင်း၅ပါးနှင့်ပြည့်စုံခြင်းအရေးကောင်းခြင်းတာ၏ကောင်းခြင်းအကျိုး၏ကောင်းခြင်းရိုး၏ကောင်းခြင်းရွယ်၏ကောင်းခြင်းဤကောင်းခြင်း၅ပါးနှင့်ပြည့်စုံ၏အရေး၏ကောင်းခြင်းဏိရောနေရာဝယ်မိထုံးပွဲကိစ္စမရှိစနစ်တောင်တွင်း၌ကိုယောင်ဖြစ်လင်းသည်ပြင်းပွေကဲ့သို့ဝါရွှေသောအစဉ်ရှိ၏အသား၏ကောင်းခြင်းလက်ဘွားချီဘွားနှခမ်းနှစ်ဖက်တွင်အသားတို့မှာချက်ရည်တို့ဖြစ်ဆိုသည်အလားနင်းမြန်လျက်ရှိ၏ အကျော်ဤကောင်းခြင်းခြေတဲ့လက်တဲ့တို့မှာအတမ်းမလွတ်တော်နေရဝဲချက်ရည်ပြည့်တကယ်တို့နိမြန်လျက်လွတ်တော်နေရဝဲနှုတ်ရည်စင်းကဲ့သို့ပြုပွေးလျက်ရှိ၏အယိုးဤကောင်းခြင်း32ချောင်းတော်တော်တို့သည်မခေါ်မကျဲကောင်းစွာစေဆက်ပြည့်ပြည့်လျက်တွေးပြီးဝရစဉ်ကို စီထားတကယ်တို့အယောင်ထွက်၍ပြုပွေးလျက်ရှိ၏ရွေးကောင်းခြင်းအသက်120ပင်ရှိတော်လဲ အသားရေမတွန့်လင်ပဲ16နှစ်အရွယ်ကဲ့သို့ဖြစ်သည်ဇဏပဒကလျာဏီသည်ကချင်းဆိုချင်းတို့၌အလွန်လိမ်မာသည်ယဟန်တို့ဤတို့မင်းမမြတ်အင်္ဂါလက္ခဏာနှင့်ပြည့်စုံ၍လူတိုင်းပင်မကြည့်ရှုဘဲမနီးနိုင်လောက်အောင်လှပသောဇဏပဒကလျာဏီအနည်းဝယ်မိလျော့ကကြည့်ရှုမိ၍စီကွဲဖိတ်သွားလျင်ဒါအတန်လျက်ဖြစ်ဥကောင်းကိုဖျက်၍တတ်မြင်ဟုဒါအတန်လျက်မိုးကလိုက်နေသော နှကန်းရင်နှင်းညီမြအောင်စီပြည့်သောစီခွက်ကိုကန်၍တွားသည့်ယောက်ျားဤတတိကဲ့သို့ကာယကတာတတိကိုပွားများကအိန္ဒြေကိုဆောက်စီကြရမည်ရှင်ပညာရှိတို့သည်မမေ့မလျော့တတိကိုမလွတ်စေဘဲဘလူးမားတို့ဖန်ဆင်း၍ပြအပ်တော်နန်းနိုင်ဖြစ်သည့်ရူပါယုံတဒါယုံကန္နာယုံရတ္တာယုံဖုဒ္ဓဘာယုံဤအာယုံ၅ပါးတို့ကိုအိန္ဒြေဖြစ်စီကကြည့်ရှုခြင်းနားထောင်ခြင်းနှမ်းရှုပ်ခြင်း မျိုးစားတော့ခြင်းတွေ့ထခြင်းတို့ကိုမပြုလုံးမတရားပဲသွားတော့ကြောင်းမင်းဖြစ်ကိုရောက်ဖို့ပြီဟုမိတော်မူကအောက်ပါဒိဆက်ကိုဆောင်းတော်မူသည်နုန်လေးပြီးတော့အခါဗရဏတိပြည်ဝဲပြမတတ်မင်းမင်းပြုတည်ရှိတော့ဖះအလောင်းဒီထိုးပြမတတ်မင်းဤသားတထောင်လို့အနက်အငယ်ဆုံးသားဖြစ်လေ၏အစင်တစ်ပြည့်ကြီးပြင်းကား လိမ္မာတော်ရွေတို့ရောက်လျက်ရှိ၏ထိုအခါမင်းကြီး၏နန်းတော်ဝယ်ရှင်ပြစ္ဆကဗုဒ္ဓတို့လည်းဆုံးဖုံပေးကြကုန်၏ထိုမင်းသားငယ်သည်ရှင်ပြစ္ဆကဗုဒ္ဓတို့၏အမှုကြီးငယ်ကိုပြုလုပ်လျက်ရှိ၏တနေ့တစ်နိုင်ထိုမင်းသားငယ်သည် ငါမှာအကူများစွာရှိ၏။ဤဗာရဏတိပြည်ဝင်မင်းဖြစ်ကိုရအံ့လောမရအံ့လော ရှင်ပြည့်စည်ကဗုဒ္ဓတို့ကိုလျှောက်ထားကတိရလက်တန်ဟုကြံစီ၍နည်းမြောက်တော်နေဝဲရှင်ပြည့်စည်ကဗုဒ္ဓတို့ကြွလာသည်ရှိသောဝကြီးဝငယ်ပြုကဆုံးမစားမီခဲပွဲစားနေခိုက်ရှင်ပြည့်စည်ကဗုဒ္ဓတို့အားမိမိကြံစီသားသည့်အတိုင်းလျှောက်ထားလေ၏။ရှင်ပြည့်စည်ကဗုဒ္ဓတို့လည်းမင်းနာငယ် တင်ဤဗာရဏတိပြည်မှာမြင်းဖြစ်မည်မဟုတ်ယူဇနာ120ဝေးกว่าတော့ကနလာတိုင်းတက္ကတိုလ်ပြည်ဝရောက်အောင်သွားနိုင်ပါလျင်ဤနေမှာစာ၍ခုနှစ်မြောက်တော်နေ၌မင်းဖြစ်လက်တန့်ခရီးကြတော့အုပ်ကြီးဝဲဘေးရန်များရှိသည် ဘေးရန်ကိုကွင်းရဲသွားလျင်ယူဇနာတရာရှိသည်တောနဲ့ကြီးကအဖြောက်သွားလျင် ယူဇနာ90တာရှိသည်ဤယူဇနာ90မှာဘလူးတို့နေရာဘလူးဆောက်သောအမနုဒကန္နာရဖြစ်သည်ဘလူးတို့မှာမိမိတို့နေရာဝယ်မြို့ရွာကို၎င်းဇေယတစောင်းကို၎င်းဖန်ဆင်းကြသည်လာလာသည်မြခီးသွားတို့ကို အစင်းဖြစ်၎င်းအတန်ဖြစ်၎င်းအတွေ့အထိဖြစ်၎င်းတွေးဆောင်ဖျားယောင်းကမိမိတို့နဲ့မွေးလျော်ကျွလွန်သောအခါတွေးဆက်ဆက်ယိုစီလျက်အတက်ကိုတက်လျက်စားကြကုန်၏ထို့ကြောင့်ငါးပါးတော့အင်ဒီကိုဖျက်ဆီးကဘလူးမတို့အလိုတို့မလိုက်ပဲတတိကြီးစွာနဲ့တွားနိုင်ရင်မုတ်ချမင်းဖြစ်လိမ့်မည်ဟုမိတော်မူကြကုန်၏မင်းနာငယ်လေအရှင်ဘုရားတို့ဘေးရန်များသည့်ဖြစ်ပါစေဘလူးမတို့ကိုဂရုမစိုက်ပါ အကျွန်ုပ်တွားပါအံ့ဟု ရောက်ထား၍အရှင်ပြည့်စေကဗုဒ္ဓတို့ထံမှပြိတ္တရာတော်ကိုနာယူပြီးလျှင်ပြိတ္တေပြိတ္ချီပြိတ္ပန်တို့ကိုယူဆောင်လျက်အရှင်ပြည့်စေကဗုဒ္ဓတို့ကို၎င်းအမိယဖာတို့ကို၎င်းရှုကိုကြော့ပြီးလျှင်မိမိအိမ်တို့တွား၍မင်းချင်းယောက်ျားတို့အားအမောင်တို့ငါတက္ကရိုပြည်သွား၍မင်းပြုမည်နေရကြကုန်လဟုမှကြားလေ၏အရှင်မင်းသာကျွန်ုပ်တို့လည်းနောက်တော်ကမကွာလိုက်ပါမည်ဟုလျှောက်ထားသောအခါ အမောင်တို့အတူတွား၍မဖြစ်နိုင် လန်ခီးမှာဘလူးမတို့သည်အာယုံ၅ပါးဖြင့်ဖျားယောင်းတွေးဆောင်ကတက်၍စားကြသည်ဘေးရန်အလွန်များသည်ငါမူကဒီအာယုံတွေကိုဘယူးမဆိုင်မလိုက်စားဟု ပြော၏ရှင်မင်းသာအကျွန်ုပ်တို့လည်းဘယူးမဆိုင်မလိုက်စားပါ လိုက်ပါရစေဟုတဖန်လျှောက်ကြပြန်၏ကောင်းပြီငါလိုနေနိုင်ရင်လိုက်ခဲ့ကြမမေ့မလျော့ကြနှင့်ဟုပြောဆို ခွင့်ပြုပြီးရင် ခေါငင်ကနောက်ပါငါရောက်တော့နှင့်တကား ဇာနရိတ်ခါပြည့်စုံစီမံ၍တက္ကရိုပြည်တို့တွားကြကုန်၏ဘလူးတို့နေရာအမနုဒကနာရာတို့ရောက်လျင်ဘလူးမတို့သည်မြို့ရစေအတန်ဆောင်စသည်ဖန်ဆင်း၍ရုပ်ချောဆုံးရူပယုံကိုဖန်ဆင်းကာနေနှင်ကြ၏သူအခါရူပယုံကိုနှစ်သက်တော်ယောက်ျားသည်လူမာတို့ကိုမြင်လျင်မခွဲနိုင်မခွာရတော့ပဲနောက်နေငယ်ချံ၍နေရ၏ မင်းသားကအမောင်ဘာကြောင့်နောက်ချက်၍နေတနည်းဟုမေးလျင်ခြေနာလို့ပါခဏစေရဲ့တွင်နားပြရစေအမောင်ဘလူမတို့ကိုမတောင်းတနှင့်ရှင်မင်းသားဖြစ်လို့ရဖြစ်ပါစေတော့မရလျင်မနေနိုင်တော့ပါဟုပြောလေ၏အမောင်ဒီလိုဖြစ်လျင်မကြမီတရားလိမ့်မည်ဟုဆို၍ကျွင်းတော်လေးယောက်တို့ကိုခေါ်၍သွားလေ၏ဘလူမတို့လည်းကျန်ရစ်တော်ယောက်ျားကိုရူပါယုံနှင့်ဖျားယောင်းကမိမိအလိုပါ၍ လွန်ကျူးသောအခါတက်၍စားတောက်ကြကုန်၏ရှေးတို့သွားမိလျင်တဖန်ဇေယတခုတွင်တချင်းဆိုကအတိမုံမျိုးစုံတရာယုံကိုဖန်ဆင်းကနေနှင်းကြကုန်၏တတရာယုံကိုနှစ်သက်တော်ယောက်ျားကျင်ရခဲ့ပြန်၏တဖန်ရတယုံနှင့်တွေ့ပြန်လျင်ရတယုံကိုနှစ်သက်တော်ယောက်ျားကျင်ရခဲ့ပြန်၏တဖန်ဖုတ္တဗာယုံနှင့်တွေ့ပြန်လျင်ဖုတ္တဗာယုံကိုနှစ်သက်တော်ယောက်ျားကျင်ရခဲ့ပြန်၏မင်းသားလည်းနောက်ပါ၅ယောက်လုံးကျင်ရ၍ပျက်စီးသောအခါတယောက်တည်းသာတတိဝီရိယဖြစ်သွားရလေ၏ ထိုအခါဘလူးမတယောက်သည်ဤယောက်ျားကအမှန်အဖြစ်အလွန်ထက်မြက်တော်ပညာရှိ၏။ငါသည်ထိုယောက်ျားကိုစားပြီးမှ ပြန်မည်ဟုမင်းသားဤနောက်မှတကောက်ကလိုက်လေ။တောအုံ၌အမှုလို့စသောသူတို့သည်အကြောင်းကိုမသိကြသည့်ဖြင့်ဘလူးမအား တငယ်မအရှိကသွားသူတည်တင်းနဲ့ဘလို့တော်တဲ့နိဟုံမေဤအမောင်တို့ကျွန်ုပ်ငယ်လင်ယောက်ျားဖြစ်ပါသည်ဟုပြောတော်အခါအချင်းယောက်ျားဤသူတို့သမီးငယ်ကတိမ်မွေ့နူးညံ့လာ၏ရွှေအစင်းကဲ့သို့ဝါဝင်လာပါ၏နင်းကိုချိ၍မိဘကိုပြစ်ကာလိုက်ပါလာလျက်အဘဲကြောင့်မပင်ပန်းရအောင်ဆောင်းယူမသွားပြီတည်းနိဟုပြောကြတော်အခါအမောင်တို့ဤမိမကငါမရမဟုတ်လူရောင်ဆောင်လိုက်လာတော့ဘလူးမဖြစ်သည်ငါတပည့်၅ယောက်ကိုတူပင်တက်၍စားချပြီဟုပြောလေ၏ သူအခါဘလူးမကအမောင်တို့လေယောင်ကြားတို့မြည်ဒီကအမျက်ထွက်တော်အခါမိမိများကိုပင်ဘလူးမပိတ္တမဟုပြောဆိုရေရွလေးရှိပါသည်ဟုပြောလေ၏သူဘလူးမသည်တခါတည်းရန်ကုံဝန်ဆောင်မိမအတွင်တခါတည်းရန်တားငယ်ရင်ခွင်ပိုက်တော်မိမအတွင်ဤတို့အတွင်မျိုးမျိုးဖန်ဆင်းကမင်းနာနောက်မှလိုက်လေ၏မြင်နိုင်မြင်နိုင်သူတို့မေးလျင် ရှင်းနေတိုင်းသာပြောလေ၏ အဖြစ်ဖြစ်သွားလတ်တော်မင်းသားသည်တက္ကရပြည်သို့ရောက်၍မြို့တကားရှိဇေယျတခုတွင် နားနေလေ၏လူမလည်းမင်းသား၏တကူကြောင့်ဇေယျအတွင်းသို့မဝင်နိုင်ပဲဇေယျတကားတွင်နတ်သမီးအတွင်ဖန်ဆင်းကာနေလေ၏တက္ကရမင်းသားလည်းဥယင်ကစားသွားရာဇေယျတကားတွင်နေတော်ဘလူးမကိုမြင်ရာအလွန်သက်သွန်သောစိတ်ရှိသည်ဖြစ်၍လင်ရှိမရှိကိုတိရအောင်စုံစမ်းချေဦးမင်းချင်းတယောက်ကိုခိုင်းလေ၏ ရင်ချင်းလဲအနာတို့ကက်ကအိုသူငယ်မလင်းရှိတယ်လို့ဟုမေး၏အမောင်ရှိပါသည်ဇင်းရနိုင်နေတို့မှာကျမလင်းဖြစ်ပါသည်ဟုပြော၏သူအခါမင်းသားသည်အမောင်ဤမိမကငါမရမဟုတ်ပါဘလို့မဖြစ်ပါသည်ငါတပည့်ငါရောက်ကိုတူပင်တက်၍စားကြည့်ပြီဟုပြောလေ၏သူအခါဘလို့မကအမောင်အမျက်ထွက်၍ပြောခြင်းဖြစ်ပါသည်ဟုဆိုလေ၏မင်းကြီးလည်းသူတို့နှစ်ယောက်တို့စကားကိုကြားလျင်ပိုင်ရှင်မရှိတော့ပစ္စည်းကမင်းပဏာဖြစ်သည်ဟုဆိုကဘလို့မကိုယူပြီးလျင်စင်တစည်းမှတင်စေလျက် မြို့ကိုလက်ရာရဲ့လှဲ့၍နန်းတော်တို့ရောက်လျင်မိဖုရားအရာ၌ထားလေ၏လူမလည်းညံခါမင်းကြီးနှင့်အတူမွေလျောကအိတ်လက်တော်အနေငယ်အေးချင်းရောင်ဆောင်ကထ၍ငိုလေ၏မင်းကြီးနိုးလက်တော်အရှင်မဘဲเจ้าကိုတနည်းဟုမေး၏ရှင်မင်းကြီးနန်းတွင်သူတို့သည် အကျွန်ုပ်ကိုဤမေမမှာလန်းခီးမှာကောက်ယူထားသောမေမဖြစ်သည်သူမိဘဆွေမျိုးညာတိကိုဘယ်သူမှမတည်ဟုစကားဖြစ်ကနှိမ့်ဆက်ကြပါလိမ့်မည်တို့အတွက်ဘယ်သူမှမော်ရဲမကြေဝွန်အောင် တပြည်လုံးစိုးပိုင်ဒီအာနာကိုပေးတော်မူပါဟုတောင်းလေ၏အရှင်မတပြည်လုံးစိုးပိုင်ဒီအာနာကိုမပေးနိုင်ပါဟုပြောတော်အခါအရှင်မင်းကြီးထိုတို့ဖြစ်ရင်နန်းတွင်းတို့နန်းတွင်းသားတို့ကိုစိုးပိုင်ဒီအာနာကိုပေးပါဟုတောင်းပြန်၏မင်းကြီးလည်းနှစ်အတွေ့ကို တွေ့သည့်အတွက်ဘလူးမစကားကိုမလွန်ဆန်နိုင်တော့ပဲအရှင်မယူပါဟုပေးလိုက်လေ၏ဘလူးမလည်းမင်းကြီးအိပ်ပျော်တော့အခါဘလူးမျိုးတို့သွားကဘလူးတို့ကိုခေါ်ခဲ့၍မင်းကြီးနေတကွာနန်းတွင်းတို့နန်းတွင်းသား ခွေကျက်တို့ပါမကျန်အလုံးစုံတို့ကိုတက်၍စားပြီးလျင်အယိုးတို့ကိုကျွန့်ကျင်စေလျက်လူတို့နှင့်အတူဘလူးမျိုးကိုပြန်လေ၏တနန်းတော်လုံးစိတ်ငြိမ်ကတုတ်တန်တစားပြင်ကဲ့သို့နေလေတော့၏နန္နလင်းသောအခါမြို့သူမြို့သားတို့သည်ဘာတမမကြာတနန်းတော်လုံးတိတ်ဆိတ်၍တကားတွေပိတ်မြဲတိုင်းပိတ်နေသည်ကိုမြင်ကြတော့အခါသာပစိန်တို့ဖြင့်နန်းတော်တကားကိုအတင်းချိုးဖြက်ကဝင်ကြလေ။ရိုးစုတို့ကို တွေ့မြင်ကြရသောအခါညဏ်ဤက မြို့တကားစည်းရက်တွင်နေတော်ယောက်ျားကဘလူးမဟုပြောသည့်စကားမှန်ပေသည် အလွန်ပညာရှိသောယောက်ျားကောင်းဖြစ်သည်ငါတို့မင်းကြီးမှာထိုယောက်ျားစကားကိုမနာယူဘဲဘလူးမကိုမိပြားမြောက်မိသည့်အတွက်ညအခါဖို့ဘလူးများခေါ်ကတနန်းတော်လုံးခွေးကြက်ပါမကြံပြုတ်ပြုတ်ပြုံအောင်တက်၍စားသွားချီပြီးဟုပြောဆိုလျက်မကောင်းသောအညစ်အကြေးရိုးတို့ကိုယုံငင်တုတ်တင်ရှင်းလင်း၍တနန်းတော်လုံးပန်းနရာအခိုးအထုံတို့ဖြင့်မွမ်းမံချေလေကြကုန်၏ မင်းသားလည်းသူစီအမပင်ပြိတ်တဲကိုဥကောင်း၌ထား၍ပြိတ်ချီကိုကာယံလျက်မိုးလင်းသည့်တန်အောင်အိတော်ပင်တန်လျက်ကိုဆွဲကင်ကာတတိကြီးစွာဖြင့်နေရလေ၏နန်းတော်ကိုပြင်ဆင်ပြီးသောအခါတိုင်းသူပြည်သားတို့သည်အညီညွတ်စည်းဝေးကြလျက်အမောင်တို့ငါတို့မင်းကြီးနှံ့ရွာဆန်းချီပြီးနမ်းမွေစက္ကန့်တို့လည်းမရှိတော့ပြီးမြို့တကားစီရဲ့တွင်တဲကိုနေတော်ယောက်ျားကပညာရှိယောက်ျားမြတ်ဖြစ်သည်ဘလူးမဟုသူပင် ပြောပေသည်နေ့သမီးအတွင်ဖန်ဆင်းကနောက်ခလိုက်လာတော့ဘလူးမကို ဣန္ဒြေကိုဖြတ်ကာကြိရှုခြင်းမျှပေမပြုပေအလွန်စိတ်တည်ကြည်ဤအမျိုးဉာဏ်ဉာဏ်ပညာနှင့်ပြည့်စုံဤတိုင်းပြည်ကိုမင်းပြုစေကအဆုံးအမခံယူရမူတပြည်လုံးချမ်းသာကြီးပွားလက်တန့်ဟုတပြည်လုံးတဘောသူကမင်းနာထံတွား၍မင်းပြုရန်တောင်းပန်ပြီးလျင်နန်းတော်သို့ပင်၍ယရနာစု၌ထားကဗိဒိတ်တွန်း၍မင်းမြောက်ချကုန်၏အဲမင်းနာလည်းရှင်ပြည့်စေကဗုဒ္ဓတို့ဆုံးမ တော်အတိုင်းလိုက်နာသည်ဖြင့်တက္ကသိုလ်ပြည်မင်းဖြစ်ကိုရ၍အခရီလေးပါမလိုက်စားပဲတရားနှင့်အညီမင်းပြုလျက်အတက်ထက်ဆုံး ကုသိုလ်ကောင်းမှုကိုပြုကာတေလွန်သောအခါကံဟန်းလျော်စွာလာရလေ၏မြတ်စွာဘုရားလည်းဘုရားဖြစ်တော်မူသောအခါ၌ယဟန်တို့နှကန်းနှင့်အညီပြည့်စံသောစီကွက်ကိုဆောင်ယူသွားတော်သူသည် မဖေးရအောင်တည်ရှိရတဲ့ကဲ့သို့ ထို့အတူတခြင်းတခါမှမရဘူးတော်နိဗ္ဗာန်ကိုရောက်လိုတော်သူသည်တတိကြီးစွာထား၍စိတ်ကိုစောင့်ရှောက်ရမည်ဟုနိဗ္ဗာန်ကိုထွတ်တက်ခါတရားဟောတော်မူ၏။ဤတို့လျင်မြတ်စွာဘုရားသည်တိပ္ပစိုးဗန္နတန်သောဝုထုတို့ကိုနုတန်နေဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါတက္ကတုံမင်းပြိတ္တသည်ယခုအခါငါဘုရားပြိတ္တတက္ကတုံမင်းသည်ယခုငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်။ ဒီလဘဒတ်ဇတ်တော်ဤတွင်ပြီးဤအခုလိုဖျက်ပြခွေအောင်ကျေးဇူးပြုပေးခဲ့ကြသူများအားလုံးကိုတူပဲကျေးဇူးတင်ရှိပါတယ်ရှင်။နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝင်အေးချမ်းကြပါစေ။